ချီလီနိုင်ငံတွင်အင်အားဖြင့်ငလင်လှောက်ခတ်မင်္ဂလာပါအော်ဒီယိုဝိုင်းဇော်နိုင်မှကြိုဆိုပါရစေ။ယခုတစ်ခါမှာတော့ချီလီနိုင်ငံမှာအင်အားဖြင့်ငလင်လှောက်ခတ်တဲ့အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။နားဆင်ကြည့်ပါဦးခင်ဗျာ။ဒီနေ့2025ခု9လပိုင်း2ရက်နေ့ညမြန်မာစံတော်ချိန်7နာရီမှတင်းအချိန်တွင်ချီလီနိုင်ငံမှာပြင်းအားမကနေကျု7.5အဆင့်ရှိတဲ့ငလင်တစ်ခုလှောက်ခတ်ခဲ့ကြောင်းသိရပါတယ်။ အစောပိုင်းကလေးနဲ့တမနစ်မကြာအတော်တွင်းမှာပဲနောက်ထပ်ပြင်ရမကနေကျု7.1အဆင့်ရှိတဲ့အင်အားပြည့်ငလင်းတစ်ခုလဲထပ်မံလှုပ်ခဲလို့သိရပါတယ်ဒီနေ့မေလ2ရက်နေ့မှာပဲအာဂျင်တီးနားနိုင်ငံမှာပြင်ရမကနေကျု5.9အဆင့်ရှိတဲ့ငလင်းတစ်ခုလှုပ်ခတ်ခဲ့ပါသေးတယ်ဝဲလံကောင်တီးတဲ့ဂန္ဓာရတောင်တန်းတွေမှာလှုပ်ခတ်တာမို့လူထိခိုက်တံရရမှုမရှိခဲ့ပဲ မြေပြမှုအချို့ဖြစ်ပွားခဲ့လို့သိရပါတယ်။ဆက်လက်ပြီးတော့ဒီနေ့2025ခုနှစ်9လပိုင်း2ရက်နေ့မြန်မာနိုင်ငံအတွင်းမှာလှုပ်ခတ်ခဲ့တဲ့ငလျင်များအကြောင်းကိုတင်ဆက်ပေးပါဦးမယ်။2025ခုနှစ်9လပိုင်း2ရက်နေ့မနက်2:20မိနစ်ချိန်တာစီအချိတ်အနိုင်တာနီနေအောင်နဲ့6မိုင်မှာဗကနေကျု3.1အစင်ရှိတဲ့ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပါတယ်။ 2025ခုနှစ်9လပိုင်း2ရက်နေ့နနက်6:23မိနစ်ချိန်ကျန္နာဘုံနေပညာမျိုးသစ်မြေပုံရွာအနီးမြေရောအနက်6မိုင်မှာမဂနီကျူမဂနီကျူ3.9အဆင့်ရှိတဲ့ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပါတယ်ဆက်လက်ပြီးတော့2025ခုနှစ်9လပိုင်း2ရက်နေ့ညနေ9:34မိနစ်ချိန်ကျန္နာဘုံနေပညာမျိုးသစ်မြောက်ဖက်မြေရောအနက်6မိုင်မှာပဲ ဗကနေကျု PowerPoint စီတို့အစင်ရှိရဲ့ငလင်းငယ်တစ်ခုလောက်ခတ်ခဲ့ကြအောင်သိရပါတယ်။ယခုချက်လက်များတော့မြေကနေသတင်းများစင်တာ Facebook ကနေရှားယူထားတာပဲဖြစ်ပါတယ်။ငလင်းဘေးနဲ့တကွဘေးပေါင်းရံပေါင်းကိုအောင်မြင်စွာ ကျော်ဖြတ်နိုင်ပါစေလို့ဆုမွန်ကောင်းပို့သပါတယ်။